ိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူကတရုတ်စီမံကိန်းတွေစီရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်တွားရောက်ခဲ့တဲ့တဲ့တင်ကိုပထမဆုံးတင်ဆက်ပေးတော့ပါမယ်။ရခိုင်ပြည်စစ်ကောင်စီဥက္ကဋ္ဌဦးထိန်လင်းဟာကြောက်ဖြူမြို့နယ်ဂုံးချွင်ကြီးရွာက135မဂါဝတ်သဘောတက်ငွေနဲ့စွန့်ပစ်အပူသုံးတအားပေးစက်ရုံစီမံကိန်းကုမ္ပဏီကိုဧပြီလ3ရက်နေ့ကတွားရောက်ခဲ့ပြီးစီမံကိန်းအတွင်းဆောင်ရွက်ပစ္စည်းမှုအခြေအနေတွေကိုလိုက်လံကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီပိုင်း MRTB တည်မှာဧပြီလ6ရက်နေ့ကကြီးညာထားပါရီဦးထိန်လင်းဟာဧပြီလ4ရက်နေ့မှာကျောက်ပြူမျိုးနေမဒေးကျွန်းကအရှိတောင်အားရှာတဘွားတန်ငွေပိုက်လိုင်းစီမံကိန်းတို့တွားရောက်ကြည့်ရှုခဲ့ပြီးရေနံနံတဘွားတန်ငွေပိုက်လိုင်းစီမံကိန်းရုံးအစည်းအဝေးခန်းမှာစီမံကိန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါရီ